ဥက္ကဋ္ဌသည်ရွေးချယ်ပြီးတဲ့အချိန်အထိတာဝန်ယူပေးဖို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကအဖွဲ့နဲ့နှုတ်ထွက်စာတင်ထားတဲ့ဥလူမင်းတို့ကြားသဘောတူညီမှုရခဲ့ပါတယ်။ဒေါ်တူတူအောင်ကသတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမင်းအနားယူဖို့စတင်ထားတဲ့အပေါ်ဇွန်လ12ရက်နေ့ကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာအစည်းအဝေးဆုံးဖြတ်ချက်အရမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်တည်ရွေးချယ်ပြီးသည့်အထိဆက်လက်တာဝန်ထမ်းဆောင်ပေးဖို့ရုပ်ရှင်အစည်းအရုံးနိုင်ငံကဦးစီးအမှုဆောင်တွေကဆုံးဖြတ်ခဲ့ပါတယ်။ ဂလူမင်းကိုလာမဲ့ရွေးကောက်ပွဲတင့်တော်တဲ့အချိန်မှာရွေးကောက်ပွဲတစ်ခုတုံးမဲ့ကာလာထီအောင်ဆက်ပြီးတော့တောင်းဝန်ထမ်းဆောင်ပေးဖို့အတွက်အားလုံးအနေပြီးတော့မှမြေတားရခန့်နဲ့ request လုပ်တယ်အဲ့တော့ဂလူမင်းကလည်းအားလုံးရဲ့မြေတားရခန့်ရဲ့ဟိုလက်ခံပြီးတော့မှအဲသူဒီရွေးကောက်ပွဲတစ်ခုပေါ့နော်အတိုင်းတာတစ်ခုအချိန်တိုင်းတာတစ်ခုတို့မှာ နာဂိုင်းများကနေပြီးတော့ရုပ်ောက်ဝဲတစ်ခုကျင်းပမယ်အဲ့ဒီကျင်းပမကျင်းပခင် အချိန်ထိသူဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ဖို့အတွက်ဒီစီဝေးကနေပြီးတော့တင်းတင်းကြပ်ထဲစုံဖြတ်ခဲ့ကြပါမြန်မာနိုင်ငံရုပ်ရှင်အစီအရဥက္ကဋ္ဌဦးလူမင်းအနာယူခွင့်တင်ပြရတာကရုပ်ရှင်တရုပ်ဆောင်လုပ်ငန်းတွေဆက်လက်လုပ်ကိုင်ရိုက်ကူးတင်ဆက်သွားဖို့ရှိတာတွေကြောင့်အနာယူဖို့စတင်တာဖြစ်တယ်လို့လည်းပြောပါတယ်။သူရဲ့နှုတ်ထွက်မဲ့အကြောင်းစာကို၁၀ရက်နေ့ကပေးပို့ခဲ့တာဖြစ်ပါတယ်။အဓိကတော့ကိုယ့်ရဲ့ အနုပညာအလုပ်တွေခုနောက်ပိုင်းမှာလာစဉ်ရဲဆက်ဆိုသလိုအလုပ်တွေပြီးလာတဲ့အတွက်ပါအလုပ်တွေများလာတဲ့အခါနောက်ပိုင်းဒရိုက်တာပါလုပ်တဲ့အခါကျတော့နေထွက်ရကူးမှုတွေတော့လာနေချီရှိလာနိုင်တယ်အခုလည်းရှိနေတယ်အဲ့ဒါကြောင့်နောက်ပိုင်းမှာလက်ဟာဆုံးရှုံးမှုတွေနှောင့်နှေးကြမ်းကြမ်းမှုတွေမရှိအောင်ဆိုပြီးအတိအကျတော့အဲ့ဒီတစ်ချက်ပါပဲ အားကြောင့်ကိုကနှုတ်ထွက်စာတင်ခဲ့တာပါအခုလိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမဲအနားယူခွင့်တင်ပြတာတွေကပြီးခဲ့တဲ့မေလ15ရက်နေ့ကရုပ်ရှင်လောကသားတွေတက်ဆုံပွဲပြီးနောက်ပိုင်းမှာဝေဖန်မှုတွေရှိနေတာတွေကြောင့်မဟုတ်ဘူးလို့လည်းပြောပါရယ်ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာကိုလွှဲပြောင်းတာဝန်ယူခဲ့တာဖြစ်ပြီး2026ခုနှစ်ဇွန်လမှာတော့၃နှစ်ရှိပြီဖြစ်ပါရယ်ရှင်ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါမှန်ပါကောင်းပါရယ်